မြဝတီလမ်းကိုလည်းအကုန်လုံးပေါင်းပြီးတော့ချလိုက်မယ်ဆိုရင်အခုမြဝတီလည်းရပြီဗျာအဲ့စစ်တပ်ကအကုန်မောင်းထုတ်လိုက်ဗျာနောက်မှတိတ်နောက်မှယူရီးယားနဲ့ရှင်းပြပတ်စံမရတာနောက်မှမွန်မြန်ကိုတိတ်ရင်တိတ်ပြီးသားဖြစ်မှာပေါ့ကျွန်တော်တို့တွေမညီဘူးကျွန်တော်တို့တွေမှာစဉ်းစားမှုတွေများနေတယ်ကျွန်တော်တို့မှာ PDF တွေကလည်းအမျိုးမျိုးဖြစ်နေတယ်အဲ့တော့အပြစ်ပြောနေတာမဟုတ်ဘူးအဓိကက၅နှစ်ကာလမှာကျွန်တော်တို့ဒီစစ်တပ်ကိုနိုင်အောင်မလုပ်ပေးနိုင်တဲ့ခါမှာပြည်ထဲမှာရှိတဲ့ပြည်သူတွေကဒီလိုကျွန်တော်ကပြောတယ်စစ်မှုမထမ်းမနေရပြဿနာ ကောင်စီရဲ့ပတ်စံရနေတဲ့ကိစ္စစစ်ကောင်စီအခုလုံးမယူကောက်ပဲ၃ခုလုံးကိုကျွန်တော်တို့မတားနိုင်ဘူးအဲ့တော့ကျွန်တော်တို့မတားနိုင်ကိုဒီဝါဒဖြန့်တဲ့မင်းသားမင်းသမီးတွေကိုကျွန်တော်တို့ပုံချတာကမမှန်ဘူးခင်ဗျာ social punishment မလုပ်ရဘူးလို့ကျွန်တော်မပြောဘူးအဲ့လိုပြောလို့ကျွန်တော်ကသူတို့ဘက်ကပါလာမို့သူတို့လည်းမှန်နေတယ်လို့ကျွန်တော်မပြောဘူးသူတို့လည်းမှားတယ်ဒို့တော့သူတို့လုံးလုံးမလုံးလို့ဝါဒဖြန့်ဖြန့်မဖြန့်စစ်ကောင်စီကရွေးကောက်ပွဲလုံးမှာစစ်ကောင်စီက သူတို့တွေကိုကြောက်ချချင်းလို့ကိုတမင်ကိုခေါ်ရိုက်ခိုင်းတာပြောချင်တာကကိုနေတိုးသေချာစဉ်းစားကြည့်နော်ကိုနေတိုးဒီရခိုင်နိုင်ငံသားရခိုင်လူမျိုးနော်အေးဟာရန်ထိတ်ဖြစ်နေတယ်ကျွန်တော်တို့အားလုံးကလည်းအေးမကြီးဘုကျိုးထွန်းမြတ်နိုင်မို့ဘုကျိုးထွန်းမြတ်နိုင်ကိုနေတိုးလည်းချောတယ်ဘုကျိုးထွန်းမြတ်နိုင်လည်းချောတယ်အခုကျွန်တော်ပြောတဲ့အချိန်မှာပါစင်နေမှာပါဘူးလူမျိုးစွဲမှာပါဘူးနော်ဘာသာစွဲလည်းမပါဘူး အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးသမားတွေအားလုံးကျွန်တော်အပါဝင်တနိုင်ငံလုံးပြည်သူတကမ္ဘာလုံးကပြည်သူကဗိုလ်ချုပ်ထုံးမြက်နိုင်ကိုအရန်ဥဆောင်စေချင်တာရှင်းရှင်းပြောရရင် NUG နဲ့တော့ပေါ်အားကိုတယ်။ဒါဆိုတော့ तू တော်တာဘူး။ तू အမျိုးတွေအများကြီးသိမ့်ပေးတာဘူး။ NUG ကအခုဒီမသိမ့်နိုင်သေးဘူးလေ။အဲ့တော့ရခိုင်ကို तू စော်ကျင်နေဆိုပြလို့မယ်။အခုလိုဝါဒဖြတ်ကန်ရိုက်ပြီးရခိုင်မင်းသားတယောက်ကိုခေါ်ပြီးရိုက်ခိုင်းလိုက်ရင်ရခိုင်မင်းသားကိုတကမ္ဘာလုံးကဝိုင်းဆဲတော့မှာ။စစ်ကောင်စီကိုဆဲမဲ့စကားအားလုံးဒီနေတို့နေတို့ကိုဆဲတော့မှာ။ तू အဲ့ဒါလုပ်ချင်တာနေတော့အပိသတာနေတော့ဘက်ကလည်းတွားသူရွေးချယ်တာလားမရွေးချယ်တာလားဒါသူကိစ္စ तू ပဲသိမယ်ဘာကြောင့် तू လုပ်တယ်လဲဒီဒီဒီဟိုတို့ပြောတို့ဒီဟိုချပေးတဲ့ dialogue ကို ပြောတာလားဒါကတော့တို့ကိစ္စဒါပေမဲ့အဲ့ဒီကောင်ရှိချင်းမရှိချင်းနဲ့မဆိုင်ဘူးနေတော့နဲ့ကျွန်တော်တို့နဲ့ရုပ်ရှင်မြင်ကကျွန်တော်နဲ့စိတ်ဝင်ကွဲသွားပါဖြစ်မယ်စစ်ကောင်စီထိခိုက်လားမထိခိုက်ဘူးစစ်ကောင်စီကနေတော့သုံးလို့မရရင်နောက်ဘူးသုံးမယ် အောင်ခိုင်ခေါ်တော့မှာပေါ့ဥပမာနေတိုးသုံးလို့မရရင်ကရဘူးတော့မယ်ဘာလို့ရှိသေးလဲမင်းသားတွေညီနန္ဒခေါ်တော့မှာပေါ့ပြောချင်တာကရခိုင်ကိုစော်ကျင်လို့နေတိုးကိုတမင်သုံးတယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာလို့လဲအဲ့ဒါမှမင်းတို့အဲ့ဒီရခိုင်မင်းသားကိုမင်းတို့တနိုင်ငံလို့မင်းတို့ကိုယ်တိုင်ပြန်ပြီးတော့ punishment လုပ်ကြဆိုတော့ဘာလို့လဲသူ့အတွက်ဒီဝါဒဖြန့်ကပါပါမပါပါ သူရွေးကောက်ပွဲလုံးမှာကျွန်တော်ပြောတော့သူရွေးကောက်ပွဲဘလုံနီးနဲ့မှတားတော့ပြည်သူတွေကလည်းအဲ့ဒီဝါဒဖြန့်တဲ့လူတွေကြောင့်စစ်ကောင်စီကိုမဲပေးမှာမဟုတ်ဘူးပြည်သူရလှဲ့ကိုမကြည့်ဘူးကျွန်တော်တို့ကိုယ်တိုင်ပြည်တွင်းမှာနေခဲ့တာနော်ပါပီမကပြီးတော့ညို့ဝင်းရဲ့ပါလေအဖေနဲ့သားများကကျွန်တော်တို့ကြည့်ပြီးဟာသတွေလုပ်ခဲ့တာအာအယူးတွေငပေါတွေပေါ့ ါရိုးရိုးသားပြောရင်ဘာဒီလာရိုက်နေလဲအလကဝါဒပြန်ဖားနေတဲ့ကောင်တွေဒါပေမဲ့ကျွန်တော်တို့အရင်ထဲမှာစစ်ကောင်စီမကြိုက်တာမကြိုက်တာပဲစစ်တွေမကြိုက်ဒါပေမဲ့ကျွန်တော်ရှင်သန်မှုတွေကျွန်တော်သင်္ဘောသားလောက်ရမယ်သင်္ဘောသားလောက်တွေသင်္ဘောချင်းဆင်ရမယ်သင်္ဘောချင်းဆင်မှာသူတို့ကိုဖားရမယ်ကျွန်တော်ရှင်သန်မှုတွေသင်္ဘောသားဘုတွေပတ်စပို့ယုံသွားရမယ်သင်္ဘောသားယုံသွားရမယ်သူတို့ကိုဖားရမယ်ပတ်စပို့လောက်ရမယ်ကျွန်တော်နိုင်ငံခြားထုတ်ရမယ်နော်လေးစိတ်ကနေသူတို့ဒီဖောင်းလောက်ရမယ်သူတို့ကိုဖားရတယ်ပြန်လိုက်အခွန်ဆောင်ရတယ်အခွန်မဆောင်မဲနဲ့ကျွန်တော်ပတ်စပို့တတ်တတ်မလို့ဘူးဒီလိုနီးနဲ့ကျွန်တော်တို့ရှင်သန်ခဲ့ရတာ ဒါပေမဲ့အဲ့ဒီချိန်တည်းမှာကျွန်တော်ကိုယ်တိုင်ရေထဲမှာစစ်တပ်ကိုလည်းမကြိုက်ဘူးစစ်ဘုံလည်းမကြိုက်ဘူးဘယ်သူမှမကြိုက်ဘူးဝါဒပြက်ကားတွေကိုကြည့်လည်းမကြည့်ဘူးကြည့်အဲ့ဒီခေတ်ကတော့ကြည့်ဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကလည်းဗီဒီယိုတွေဘာတွေပေါ်ခါစားဆိုတော့ရုပ်ရှင်တွေနဲ့ထိုင်ကြည့်တာပေါ့ပြီးတော့ဟာငပေါ်ကြီးဘာဘာဖြစ်တယ်ရင်းထဲမှာပြည်သူကဘာမှမခံစားဘူးပြောချင်တာကအဓိကကကျွန်တော်တို့တွေအားနေချက်ဖြစ်နေတာ ကျွန်တော်တို့ဒီဘက်ကနေပြီးတော့စစ်ကောင်စီကို9နှစ်အတွင်းမှာနိုင်အောင်မတိုက်နိုင်တာကျွန်တော်တို့ဘက်ကစစ်ကောင်စီကိုနှာနှူးမရိုက်နိုင်တာအဲ့ဒါဘာကြောင့်လဲကျွန်တော်တို့အချင်းချင်းမညီလို့တိုင်းသားတွေနဲ့မညီတာတရုတ်စကားတမျိုးဖြစ်တာတရားတစ်ပေါက်ပြောနေတာ NUG NUG ကလည်းစစ်တိုက်တာနဲ့ပတ်သက်ပြီးဆွမ်းဆောင်ရည်ညံ့နေတာဒါအမှန်တရားပဲကျွန်တော်က NUG ကျွန်တော်ကကျွန်တော်ပြောပြတာကျွန်တော်ဒီ NUG ကျွန်တော်ဒီအမြဲတမ်းကိုယ့်ကိုယ်ကို NUG လို့ယုံကြည်တယ်ကျွန်တော်ဒီ NUG ကိုဖွဲ့ထားတာ NUG ကိုခိုင်းတာလားဒါပေမဲ့ NUG တိုင်းတော်တော်လိုက်ဒီ NUG လိုအပ်ချက်ရှိနေတာပြည်သူတွေအားမရတာတိုင်းသားတွေကလည်းမညီတာအခုဆိုတယောက်တစ်ပေါင်းနဲ့ဟိုဟိုလူကသိမ့်မယ်ဟိုလူကသူ့နဲ့ပေါင်းတယ်ဟိုလူကကြတော့သိမ့်ပြီးသားမျိုးတွေကို NUG လက်ထဲထိုးအပ်လိုက်ပြီးမှ NUG ကိုဗျာခင်ဗျာလာရှိုးပေးအုပ်ချုပ်လိုက်တော့ NUG ကဟာမျက်နှာရအောင်မယ်အဲ့ဗလာကြီးစစ်တပ်တွေထိုးတယ်ပြလိုက်တယ်အဲ့တော့အဲ့ဒါမျိုးတွေအဲ့ဒါမျိုးတွေအများကြီးဖြစ်နေတာ အဲ့တော့ဒေါ်လန်ရေးဒီ9နှစ်နဲ့ပူကြရင်ဒါတွေရှိတဲ့အတွက်အုံနဲ့ချင်းနဲ့သွားကြပါ။နောက်ပြည်သူရဲ့သဘောတရား။ပြည်သူကရင်းရှိကြလာရင်ပတ်စံလူတဲ့လူတွေလည်းပြောတော့မှာပဲ။လွန်ခဲ့တဲ့ကျွန်တော်မိတ်ဆွေတယောက်ဆိုလွန်ခဲ့တဲ့နှစ်နှစ်ထဲကပြောတယ်။မင်းတို့တော့တစ်နှစ်မှမနိုင်ငါတပြားမပြီးတော့ဆိုအေးလူကအခုတိမပြီးတော့ဘူး။မင်းတို့ကမင်းတို့ကတရားလုံးနေပြီ။အဲ့လိုမျိုးလူတွေအများကြီး။ဟာမင်းတို့ကအခုတိမပြီးသေးဘူးလား။မင်းတို့ငါတို့မပြီးနိုင်တော့ဘူး။အဲ့လိုမျိုးလူတွေနဲ့အခုကျွန်တော်တို့တလုံးရံမလို့ရလူတွေထက်မပြီးတော့ဘူး။ အဲ့တော့တော်လိုက်အစတော့ကတော့ညှော်လင်းချက်ကြီးနေမလက်ပြင်ပြီးမဲ့တပတ်ခါပြီးမဲ့ဆိုအိမ်ရောင်းပေးတဲ့လူတွေပဲအခုအဲ့ဒါတွေမလာတော့ဘူးတဖြည်းဖြည်းနဲလာပြီဒါအဓိကဒါပဲအဲ့တော့တော်လိုက်ကြာလာရင်လူတွေရဲ့စိတ်တက်ကြတာတယ်နောက်တော့လူတွေရဲ့စိတ်တက်ကြတဲ့ခါကျရင်ဟိုဘက်ကနေဝါဒပြန်လာမြန်ရင်ဟိုဘက်ကနိုင်တယ်လို့ထင်သွားတတ်ကြတယ်အဲ့လိုနိုင်တယ်ထင်သွားတဲ့ခါကျဟိုဘက်ပြုံးမလာလဲမှအဲ့တော့မိုးမိတ်နဲ့မိုးမိတ်နဲ့မိုးကုတ်ကနေပြန်ဆုံမယ်တဲ့ဒါပဲ အဲ့တော့မုကောကနေပြန်ဆုံးရင်မန္တလေး PDF ကဘယ်ဦးပြေးရမလဲအဲ့တော့ပြောစရာကအဲ့ဒါပဲကျွန်တော်ပြောချင်တာကအဲ့တော့ကျွန်တော်တို့ရဲ့ဒေါသတွေအားလုံးကျွန်တော်တို့ရဲ့မကျေနပ်ချက်တွေအားလုံးကိုအစိမ့်ကိုသွားပြီးအဖြစ်ပြောနေတာဟိုဘယ်လိုပြောမလဲဟိုပြူစောတိကိုအဖြစ်သပြောနေတာမင်းအောင်လိုင်းကိုအဖြစ်သပြောနေတာအခုဆိုရင်အမှုပညာရေးအဖြစ်မဟုတ်ဘူးကျွန်တော်တို့ဘက်မှာလုံနေတာကျွန်တော်တို့ဘက်ကလုံစရာအများကြီးရှိသေးတာဒါပေမဲ့ ဘလို့အကြောင်းရနေပြီဖြစ်ဒီ၃ချက်ကိုကျွန်တော်တို့မတားနိုင်ဘူးအဲ့ဒါဘလို့တားမလဲဒုတိယမဟုတ်အဲ့၃ချက်ကိုကံပြန်နိုင်တော့ကိုယ့်ဘက်ကပြင်းထန်တဲ့စစ်စင်ရေးတွေဘလို့လုပ်မလဲပြောချင်တာကပြည်သူတွေအားတက်အောင်စစ်အာဏာရှင်ကိုလည်းနည်းနည်းနှာနှူးရနိုင်အောင်ဘလို့အရေးကြီးတဲ့ operation တစ်ခုနဲ့သူတို့မထင်မဲ့တဲ့မြို့တစ်မြို့သူတို့မထင်တဲ့ဒေသတစ်ခုကိုသိမ်းပြလိုက်နိုင်မယ်ဗျာပြောချင်တာအပီးသိမ်းတာမဟုတ်တော့တလားတလားထင်းပြလိုက်နိုင်မယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့ဖန်တီးရမှာ အဲ့လိုဖန်တီးနိုင်တဲ့အင်အားရှိလားပြောချင်တာကအဲ့လိုဖန်တီးနိုင်တဲ့အင်အားရှိလားအဲ့တော့ကိုဘက်ကလိုအပ်ချက်ကအဲ့ဒါပဲကျွန်တော်ပြောချင်တာကအခုဖြစ်နေတဲ့အနေအထားများသည်အမှုပညာရှင်တွေကို social punishment လုပ်တာသတ်သတ်ဒီလူတွေစစ်တပ်နဲ့ပေါင်းနေတာသတ်သတ်ဒါပေမဲ့ပြည်သူကိုအပြစ်ပြောလို့မရဘူးပြည်သူမှသူ့မှရွေးချယ်စရာမရှိဘူး ကျွန်တော်တို့ကလာလူတွေနဲ့ပြောတယ်စစ်တဲမဝင်နဲ့ပေါ့ကွာဘယ်ဟုတ်ပြေးမလဲပြေးစရာမြေမှမရှိတာဒီနေ့စစ်တဲမဝင်ခင်ဒီနေ့သူအသက်ရှင်နေသေးတယ်ဒီနေ့သူထမင်းစားဖို့ပတ်စံရှာလို့ရသေးတယ်ကဲကျွန်တော်တော်လှန်ပြည်သူနေမြေတွေကိုထွက်ပြေးလာမှန်းနေဦးကျွန်တော်တို့လွမြောက်နေမျိုးထွက်ပြေးလာမယ်လွမြောက်နေမျိုးမှာအခုကရင်ပြည်နယ်ကိုထွက်ပြေးလာရင်အလွန်အမ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 ်တန်အမြဲများတဲ့ကိစ္စဒီကြားဖြန့်ကိစ္စကြားဖြန့်တယ်မပါဘူးလို့ဘယ်သူအာမခံပါလဲအဲ့ဒီကလေးတွေဘိမ်းမဆွဲပါဘူးလို့ဘယ်သူအာမခံပါလဲ နောက်ဆုံးထိုင်းနိုင်ငံကိုပဲခေါ်ထုတ်လာတယ်ပဲထားအောင်ထိုင်းနိုင်ငံမှာအိတ်ကလေးဘိမ်းဆွဲသွားဘူးလို့ကြားပြန်လဲမပါဘူးလို့ဘယ်သူအမှခံပါလဲအဲ့တော့နောက်ဆုံးကြတော့ပတ်စံလည်းမရှိတဲ့ပြည်သူတွေကမတက်နိုင်ဘူးမနဲ့ပြင်သေးလဲတေးမှာပဲတပတ်ခါတေးလဲတေးမှာပဲလောလောဆယ်တော့မိသားစုနဲ့အထူးထူနေတော့မှာပဲရတာလေးရှာစားမယ်နောက်ဆုံးလူစင်မှုမထိုင်အောင်ပြည်တွင်းမှာပဲပတ်ဆောင်မယ်ကိုစကားကိုပြပတ်ဆံလည်းမကုန်ဘူးနောက်ဆုံးပါသွားတော့လည်းမတက်နိုင်ဘူးဆိုတဲ့ပုံစံနဲ့လူတွေကရင်နေရတာ အဲ့ဟာဒီစေအာနာရှင်ရဲ့ရက်စက်မှုတွေစေအာနာရှင်ရဲ့ကြမ်းတမ်းမှုတွေစေအာနာရှင်ရဲ့အနိုင်ကျင့်မှုတွေပဲအဲ့ဒါကိုကျွန်တော်တို့ကတော်လှန်ဖို့စ조사နေတဲ့နေရာမှာကျွန်တော်တို့ဘက်ကအဲ့ဒီတော်လှန်ရေးမှာအောင်မြင်နိုင်တဲ့လမ်းကြောင်းရှိတယ်အဲ့ဒီလမ်းကြောင်းကဘာလဲစီလုံးညီညွတ်မှု all in one ဖြစ်မှုအဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့ဘက်ကယနေ့ထိမရှောင်နိုင်ဘူးအန်ယူဂျီကိုအပြစ်ပြောနေကြတယ်ဟိုလူကိုအပြစ်ပြောနေကြတယ်ဒီလူပြောဒါပေမဲ့သေချာတခုကအခုဒီမှာပေါင်းစည်းနိုင်သေးဘူး နှိမ့်ချက်ကျွန်တော်တို့ဘက်ကရရှိလာတဲ့ငွေရေးအကျဉ်းရေးအရင်းမြစ်တွေကိုဖြည်းဖြည်းချင်းအောင်အသုံးမပြုနိုင်ဘူးသုံးချက်ကျွန်တော်တို့ဘက်ကတော်လန်ပြည်သူတွေကစီးပွားမရှာတတ်ဘူးပတ်စံမရှာနိုင်ဘူးဆေးရနာရှင်ကစကောင်းစီးပွားရေးလုပ်စားတတ်တယ်မလုပ်စားတတ်ဘူးပတ်စံမရှိဘူးအမြဲတမ်းအလှူငွေကိုမိခိုနေရတယ်အလှူငွေဆိုတာကြာရင်ကြာမှာပဲအလှူငွေရဲ့သဘောတရားဒီဆိုင်ကဖီယာပြောရင်ထိတ်တဲ့ရပြီးအောက်ဆင်းမှာပဲဒါလူတွေရဲ့စိတ်စိတ်တွေပုံမူတည်တာကျွန်တော်တို့ဘက်က လက်နဲ့အင်အားအားနေတယ်အဲ့တော့ကျွန်တော်တို့ရနိုင်တဲ့လက်နဲ့လမ်းကြောင်းတွေအားလုံးကိုသူလိုက်ဖြတ်နိုင်တယ်အခုဆိုဆေးဝါးအစားဖြတ်နိုင်တယ်အဲ့တော့အဲ့လိုအခြေအနေတွေကိုကျွန်တော်တို့ကကြော်လွှားပြီးတော့ရတဲ့အချိန်မှာမိုးရွာတော့ရေခမ်းဆိုပြီးလှုပ်ရမှလည်းမလှုပ်နိုင်ခဲ့ဘူးသူတို့ပြောသလိုပေါ့စစ်တောင်းမြင့်ဝန်းကိုဝင်ဖို့အတွက်ခရင်လက်နဲ့ကင်တွေကအီလီချတာဖြစ်တဲ့တနည်းနောက်ကြသွားတယ် 2020တဲကဝင်ကျင်နေဒီလက်နက်ကင်တွေအဲတက်မာ၅တက်မာ၄တက်မာ၃နေရအေးအေးအေးလုံးနေတယ်မဝင်လာရဘူး။နောက်အခုတော့ရောက်သွားပြီပေါ့။နောက်ကြတာဘူးပြောချင်တာ။အခုဒီဘက်ကဒီဒေါနာတောင်ရိုးကိုနှစ်နှစ်ကြာထိထားနိုင်တယ်ပြက်ပြက်သားသားအဲ့ဒီဒေါနာတောင်ရိုးကိုကျွန်တော်အုံနဲ့ချင်းနဲ့ဝင်တိုက်ပြီးတော့မြဝတီကိုမရဘူး။ပရင်းကိုဖက်အန်ကိုမရဘူး။အရေးကြီးတဲ့သတားတွေလည်းမဖြတ်စီထားနိုင်ဘူး။ဘာကြောင့်လဲသူတို့ကိုယ်တိုင်အဲ့တော့မိခုနေရတာ။အဲ့တော့ အဲ့လိုအနေထားမျိုးတွေကျွန်တော်တို့ဘက်ကရှိနေတာအမှန်ပဲအဲ့တော့တော်လန်ရေးကိုတစုံလုံးအခုကျွန်တော်ဒီဒါတော်လန်ခီးချမ်းအပိုင်း35ဒီပိုင်းอ่ะ တော်လိုင်းရေးကိုတစုံလုံးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီကိုခုံကိုအားနဲ့ဆက်လက်ပြီးရည်တည်လို့ရတယ်ကျွန်တော်တို့မှာအင်အားရှိတယ်အဲ့ဒီအင်အားကိုထိတိယောက်အသုံးမချနိုင်ဘူးကျွန်တော်တို့မှာစီလုံးညီညွတ်မှုရှိတယ်မာနတွေအသည့်တရားတွေကိုချော်ပြီးတူးသေးတဲ့အောက်မှာခေါင်းဆောင်ကောင်းတွေအောက်မှာနောက်လိုက်ကောင်းတွေလုံမယ်ဆိုတဲ့စိတ်ဓာတ်နဲ့မျက်လုံးစုံမိတ်ပြီးခဏပူပေါင်းဆောင်ရွက်တဲ့စိတ်လည်းမရှိဘူးတယောက်တစ်ပေါက်ဖြစ်ချင်ကြတယ်ခေါင်းဆောင်ဖြစ်ချင်ကြတယ်စီလုံးညီညွတ်မှုအင်အားအားနဲ့တယ် all in one လို့ပြောတဲ့ all in one အဆင့်ကိုယနေ့ထိမရဘူးနောက်တစ်ချက်အရေးကြီးဆုံးအချက်ကဒီလောက်ကျွန်တော်တို့စစ်ကောင်စီကစွာနေတဲ့အချိန်မှာထီထီရောက်တဲ့တဏှာပေါ့ကိုထီရောက်တဲ့တုတ်ပြန်မှုတစ်ခုကိုမလုပ်ပေးနိုင်သေးဘူးအဲ့ဒါကျွန်တော်တို့ရဲ့အားနည်းချက်ပဲဒီအချိန်မှာကျွန်တော်တို့တော်လိုင်းတက်ပေါင်းစုအားလုံး NGO မှမဟုတ်အားလုံးဒီထီရောက်တဲ့မထင်မှတ်တဲ့နေရာပေါ့ဗျာစစ်ကောင်စီရဲ့အားနည်းချက်ပြော့ကွက်ဗျာတို့လုံးဝပြစ်ထားတဲ့နေရာကိုကျွန်တော်တို့ထီထီရောက် ဝန်တိုင်းဝန်တိုင်းကျဲလို့မရဘူးဥပမာကဘာပေါ့တကဘာလုံးကိုကြိုင်လုံနိုင်တဲ့တည်င်းများရန်ကုန်လေစိတ်ကိုဝင်စီးပလိုက်တယ်တရက်ကြရတယ်တရက်ကြရတယ်ပြီးတော့အဲ့လူတွေအားလုံးချိန်မုန်းခံလိုက်ရတယ်ဒါပေမဲ့အဲ့တည်င်းဒီကဘာကျော်ပြီအဲ့လိုစစ်စင်ရေးတွေကျွန်တော်တို့မှအခုဒီမရှိဘူးကျွန်တော်ပြောချင်တာက attack လုပ်တာရန်ကုန်လေစိတ်ကိုဝင်စီးပလိုက်ပြီသိတယ်အဲ့လူတွေအရှင်ပြန်ထွက်လို့မရဘူးဒါပေမဲ့တကဘာကြော်သွားမှာချက်ချင်းရင်းရမှာတို့မပြန်ထွက်ခြင်းနဲ့ထွက်ပေါ့ဗျာနော်ကိုစီမံတာတော်ရင်တော့ပြန်ထွက်လို့ရမှာဒါပေမဲ့ကျွန်တော်ပြောချင်တာထိန်းလို့တော့မရဘူးနှောက်ရတာပြောချင်တာအကျိုးကိစ္စတွေကပြောလို့မကောင်းဘူးပြောရင်ဒါက နီးပင်လမ်းပြဖြစ်မယ်အဲ့တော့ဥပမာတစ်ခုပဲပြမယ်အကောင်းဆုံးဥပမာပြမယ်ကျွန်တော်ဥပမာမပေးရဘူးဘာလို့ဆိုတော့အဲ့ဒါကနီးပင်လမ်းပြဖြစ်မယ်ကျွန်တော်ကိုယ်တိုင် UK နိုင်ငံမှာတရားဝင် live ပြောနေတာဖြစ်တယ်ဒါကြီးက UK အစိုးရဥပဒေနဲ့လည်းညှိမယ်နော်အဲ့တော့ပြောလို့မရဘူးဗဇတ်ထိရမှာပေါ့ဗျာပြောချင်တာဥပမာတစ်ခုပြောမယ်အဲ့ဒါကတော့ UK မှာဖြစ်တာ UK မှာ green အဖွဲ့တွေပေါ့နော်အခုသူတို့ပြောတဲ့ Palestine Action အဖွဲ့တွေပေါ့ဒါအခု Palestine Action အဖွဲ့ကိုလည်း UK အစိုးရကအခုအကြမ်းဖက်အဖွဲ့ကြီးညာလိုက်ပြီအဲ့တော့အဲ့ဒါကိုလည်းကျွန်တော်တို့ကိုးကားလို့မရဘူးအဲ့တော့ green အဖွဲ့တွေရှိတယ် green အဖွဲ့ဆိုတာကဟိုဟိုဒီကဘာကြီးပူနွေးလာတာနဲ့ပတ်သက်ပြီးဆန္ဒပြနေတယ်ဆန္ဒအများတန်းပြနေတယ်အုပ်စုစုစုရှိတယ်အဲ့ဒီအုပ်စုကသူက public attention နဲ့ media attention လိုချင်တဲ့အချိန်မှာသူကထူးထူးဆန်းဆန်းမလုပ်လဲဆိုတော့ အခုဒီ big bang လို့နိုင်ရည်စင်ကြီးကိုတက်ပြီးတော့အလံထောင်တက်ထောင်လာတော့အဲ့လိုမျိုးတွေလောက်တာနော်ပြီးတော့ဟိုဒီဒီပြည်သူပန်းချံတွေမှာဟိုသစ်ပင်ပေါ်တက်ပြီးတော့ဗျာခင်ဗျာခင်ဗျာပြုတ်ကျနိုင်တဲ့သစ်ပင်ပေါ်တက်ပြီးတော့ခင်ဗျာဆန္ဒပြတာအဲ့ဒီချိန်မှာရဲတွေရောက်လာအော်တော်နေဖြစ်တာအရေးကြီးဆုံးတစ်ချက်က UK နိုင်ငံမှာရှိတဲ့ motorway M25 လို့ခေါ်တဲ့ဒီလန်ဒန်မြို့ကိုပတ်ထားတဲ့ဒီမြို့ပတ်မြို့ပတ်လမ်းပေါ့အဲ့ M25 လမ်းမကြီးပေါ်မှာ ဟိုတနအီကို Mike 90 Mike 100နဲ့ဒီဒီ highway လမ်းမကြီးပေါ်မှာတက်ပြီးတော့ခင်ဗျာဝုန်းနဲ့ပြေးတက်ပြီးတော့အိတ်လမ်းကြီးပိတ်ချပလိုက်တာအလုံးအမ်တန်ဒီများနဲ့လုပ်ရပဲအဲ့ဒါနဲ့ media attention ဖြစ်တာသူတို့သိတယ်သူတို့ဖန်ခံရမှာသူတို့သိတယ်သူတို့သိတယ်သူတို့လုပ်တာမအောင်ဘူးဒါပေမဲ့ media attention ဖြစ်တယ်နောက်နေ့ကျသတင်းစာမျက်မျက်တဘုံကြီးနဲ့ပါတာအဲ့ဒါမျိုးကျွန်တော်တို့ဘက်ကအခုထိတစ်ခုမှမလုပ်နိုင်သေးဘူးဒါကျွန်တော် UK နိုင်ငံမှာတရားဝင်သူတို့လုတ်သွားတဲ့ဆန္ဒပြပွဲတွေပဲပြောတန်တဲ့ဟာတွေကတော့အများကြီးရှိတာပေါ့ဒါအဲ့တန်တဲ့ဟာတွေကတော့ကျွန်တော်ကိုးကားလို့မရဘူးဘာလို့ဒါအကြက်ဖက်မှုဥပဒေနဲ့ညီမှာအဲ့တော့ရန်ကုန်လေစိတ်ကိုတရားဝင်သိမ်းပြပါလားတော်လန်ရေးကအများကြီးပြောစရာတွေရှိတယ်အရေးကြီးတဲ့ကိစ္စကျွန်တော်ပြောဒီမျိုးကိုသိမ်းစရာမလိုကိုယ်မှလုံနိုင်ရင်အားရှိတယ်မင်းတို့ကိုဖိအားပေးနိုင်တဲ့အားရှိတယ် နိုင်ငံတကာအတန်းရှင်းလဲရမယ်အခုလို့ဗျာအပွင့်လင်းဆုံးပြောရင်ဒီလိုကျွန်တော်တို့ဘက်ကဘယ်လောက်ထိတိုင်းမင်းအောင်နေလဲဆိုတော့အခုအာဆီယံမှာဒေါ်နယ်ထရန့်လာမယ်နော်အာဆီယံမှာဒေါ်နယ်ထရန့်လာမယ်အာဆီယံမှာလည်းမြမရေးကိုပြောနေကြတဲ့အချိန်မှာအဲ့လိုမျိုးအတန်းရှင်းတစ်ခုလုံးပြလိုက်ရင်ဝုန်းကနေခင်ဗျာအာရှသတင်းတွေမှာအကုန်ပါလာမယ်ဟာသူတို့ပြောလာမှန်ပဲယူကောက်ဖွဲ့ကတစ်ဖွဲ့လုံးကဒီမှာအတိုက်ခံဖွဲ့တွေကလေးစိတ်တောင်တိမ့်နိုင်တဲ့အနေထားရှိတယ်ဘာညာကွိကွာ ပြောချင်တာကမီဒီယာအတန်းရှိတစ်ချက်တည်းရမှာဒေါ်နထရန့်ရောက်တဲ့နေ့ဆန္ဒပြယုံနေမရတော့ဘူးအဲ့လိုမျိုးအတန်းရှင်းကိုဘာဖြစ်လို့ကျွန်တော်တို့တော်လန်ရေးအုပ်စုတွေကမစီမံနိုင်တာလဲမျိုးတစ်မျိုးကိုဖျက်ကနေဝင်သိမ်းမယ်ဥမာဖန်ကိုဖျက်ကနေဝင်သိမ်းမယ်ရန်ကိုဖျက်ကနေဝင်သိမ်းမယ်မျိုးတစ်မျိုးကိုဖျက်ကနေဝင်သိမ်းမယ်ပြီးပြန်ဆုတ်ပြင်မယ်ပြောချင်တာမီဒီယာအတန်းရှင်းချတာ ပြည်သူအတန်းရှင်းရှာတာအများကြီးလုပ်လို့ရတဲ့ဟာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဘက်ကအင်းအားဟုတ်တပတ်ရှိရနေစေတသိန်းကိုဟုတ်ကဲ့ပါအင်းအားစီလုံးညီညွတ်မှုအောင်းအင်းဝမ်းလို့လို့ဘာအကြောင်းပြချက်မှမလို့ဘူးကျွန်တော်ပြောချင်တာက ိုတိုင်းသားဘာဖြစ်တယ်ဒီဒီဒီဗမာဘာဖြစ်တယ်ဘီအဲ့ဒါတွေလိုက်ပြောနေလို့ကဘရောမဒီမင်းအွန်လိုင်းကိုမနိုင်ဘူးဘလို့ပဲကျွန်တော်တို့တရားတရားသဘောထားမတိုက်ဆိုင်မစီရင်ထဲကအောက်ကနမ်းပြီးတစုတည်းတစ်ဖွဲ့တည်းနဲ့တစ်နှစ်လောက်ပေါင်းပြီးတော့မင်းအွန်လိုင်းကိုတစ်ချက်လောက်လက်စွမ်းပြလိုက်ကြည့်စမ်းပါမင်းအွန်လိုင်းဘလို့တုတ်ပြန်မလဲဆိုတာကြည့်အောင်အဲ့ဒီအဆင့်ကိုကျွန်တော်တို့အခုထိမသွားနိုင်ဘူးတစ်ချက်လောက်လက်စွမ်းပြကြည့်စမ်းပါ သူလုံနိုင်တာကသူအားသာချက်ကျွန်တော်တို့အားသာချက်ကအဲ့ဒါကျွန်တော်တို့အားသာချက်ကတနိုင်ငံလုံးကိုသိမ့်ပြတာတယ်အဲ့လိုအရေးကြီးတဲ့နေရာလေးတွေဘုံ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 လုတ်ပြလိုက်ရင်ကဘာကြီးကဝုန်းနဲ့ထက်သွားမှာလေးစိတ်ကိုဝင်စီးလိုက်ပြီစီးရမှာအဲ့ဒါဒီအများကြီးဖြစ်တာလေလေးစိတ်ကိုဝင်ပြီးပြတ်ထွက်သွားလိုက်ပြီဘာလို့နိုင်ငံတကာလေးစိတ်လေးတာရင်းရမှာပေါ့ပေးရမှာပေါ့ဒါတော့မှန်တာပေါ့နောက်မှလည်းမြို့တစ်မြို့ကြီးဝုန်းနဲ့ဝင်လာမယ်ဝုန်းနဲ့ပြီးပြတ်ထွက်သွားမယ်ဒါမျိုးပေါ့ ထွက်လန်းရှိရမှာပေါ့မထွက်လန်းမရှိလဲဒါတော်တော်ရင်းရမှာပေါ့မန္တလေးနန်းသွင်းကြီးဝုန်းနဲ့ဝင်စီးလိုက်တယ်ဒါမျိုးပြောချင်တာအရေးကြီးတဲ့အထင်ကရနေရာတွေပေါ့အဲ့တော့အဲ့ဓာတွေအားလုံးဒီကျွန်တော်တို့တွေကအင်အားပတ်စံစီလုံးညီညီမို့ဒီသုံးခုထဲကနေကျွန်တော်တို့ဆက်သွားမှာ ျွန်တော်တို့ဆက်အနာရှင်ကိုဖြက်လေးဖြက်လုံးဖို့မဖြက်နိုင်ဘူးဆက်အနာရှင်ကသူ့ရဲ့ထွက်ပေါက်တရုတ်နဲ့ရုရှားရှိနေတယ်ဘာလို့နိုင်ငံကြီးတွေဖြစ်နေအဓိကတရုတ်ပတ်စံရှိတယ်လက်နက်ရှိတယ်နှီးပညာရှိတယ်မြန်မာဘာဝလွတ်တလောက်ဖြစ်နေပြီအခုကျွန်တော်အကုန်မြင်နေရတယ်ဆက်အနာရှင်ရဲ့ပါစာကိုကျွန်တော်တို့ဘလို့မှမတားနိုင်ဘူးပြည်သူတွေကိုလည်းကျွန်တော်တို့ဘလို့မှဖိအားပေးလို့မရဘူးဒီရွေးကောက်ပွဲကိုကျွန်တော်တို့ဘလုံနည်းနဲ့မှမပြတ်ဘူး ဒါကြောင့်ကျွန်တော်ပြောတာကိုတိုင်ယူကောက်ပွဲလုပ်ပါလားကိုပိုင်လွှတ်တော်ခေါ်ပါလားကိုတိုင်နိုင်ငံရေးပါတီတွေထောက်ပါလို့ဒါကြောင့်ကျွန်တော်ကျွန်တော်အရင်တော့လိုက်တယ်မှာပြောခဲ့တာသူတို့ယူကောက်ပွဲကျွန်တော်မတားနိုင်ဘူးကိုကတန်ပြန်ပြန်လုပ်ပြတာမျိုးပေါ့ဒါမျိုးပေါ့ဒိုးသီးမဟုတ်စီးပွားလုပ်ပါလားပြက်ပြက်သားသားပတ်စံရှာပါပြက်ပြက်သားသားပြန်တိုက်ပါ ပြက်ပြက်သားသားလုပ်ပါဒိုးသီးမဟုတ်အရေးအခုအခုလည်းလှုပ်ထားတာကကျွန်တော်စောစောအထုတ်ပြသလို့ တနိုင်ငံလုံးမှာတိုက်ပွဲတွေဖြစ်နေပြီတနိုင်ငံလုံးကိုဆိုစစ်မျက်နှာပြင်နေလောက်ထားနိုင်ပြီအခုလည်းကောင်းတယ်ဒါပေမဲ့နည်းနည်းလေးလှုပ်အောင်ကြောင်းမန်းကံမန်းသိအောင်နည်းနည်းလေးလှုပ်ပြဖို့တော့လိုသေးတယ်အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်အဲဆိုဒီလောက်နေပဲဖြတ်လိုက်မယ်ကျွန်တော်ပြောသလိုအများကြီးပြောလို့မရပါဘူးဒီကိစ္စကနိုင်ငံတကာဥပဒေနဲ့လည်းညှိတယ် ဂျပန်မှာဥပဒေနဲ့လည်းညီးတယ်ကျွန်တော်ကိုယ်တိုင်ဒီနိုင်ငံမှာတရားဝင်နေနေတာဒါဒီပြောလို့မရပါဘူးပြောချင်တာကဝင်သိမ်းကြပါဝင်သိမ်းကြစီခြင်းနဲ့ပြည်သူအမြဲတမ်းမှန်နေခင်ဗျာကိုမကျွေးနိုင်ဘဲနဲ့ကိုမဆောက်ရှောက်နိုင်ဘဲနဲ့ပြည်သူကိုအပြစ်ပြောနေတာမှားတယ်ခင်ဗျာ ထိုင်းနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားမြန်မာနိုင်ငံသားအားလုံးမှန်တယ်။သူတို့ဘဝကိုသူတို့ရုန်းကန်နေတာ။သူတို့ကြိုးစားနေတာ။ဘလောက်မျက်စိမျက်နာငယ်ရတယ်လေ။ဘလောက်ဒုက္ခတွေနဲ့နေနေရတယ်လေ။ဘလောက်အဒီကန်ကန်ရှင်တွေအသိဆုံးဖြစ်မယ်။အဲ့တော့ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမှန်တယ်။ပြည်သူအမြင်နဲ့မှန်တယ်။ ဒေါ်လာကြီးမပြီးသေးတာကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်တယ်ကျွန်တော်တို့လိုအပ်ချက်ဖြစ်တယ်ကျွန်တော်တို့မနိုင်သေးတာဖြစ်တယ်ကျွန်တော်တို့ပြည့်စုံတာမလုပ်နေတာကျွန်တော်တို့အခြေချင်းမညီတာကျွန်တော်တို့ခေါင်းဆောင်တွေအခြေချင်းမညီတာကျွန်တော်တို့ခေါင်းဆောင်ကောင်းလည်းမရသေးသလိုနောက်လိုက်ကောင်းလည်းမရသေးဘူးဒါတွေအားလုံးကိုတင်ပြပြီးလဲရပါတယ်အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြောပြသားပါမိသူကိုမှပုတ်ကူရေးမရည်ရွယ်ပါဘူး မြည်သူကမှပုံကိုရေးမဆွဆွဲပါဘူးကျွန်တော်တို့ဒီစနစ်ပြောင်းမှုတွေ mindset တွေပြောင်းမှုတွေဦးတည်ပြီးတော့ရှင်းပေးနေတာပါကျွန်တော်ပြောနေတာရှုထောင့်မျိုးစုံရှိပါတယ်ဒါရှုထောင့်တခုပေါ့ရှုထောင့်တွေအများကြီးရှိပါတယ်ဒါမှကျွန်တော်တို့ချင့်ချင်စဉ်းစားလို့ရပြီဘက်ပေါင်းစုံကနေစဉ်းစားပြီးမှအကောင်းဆုံးကိုရွေးချယ်လို့ရမှာပါ